ခုနကပြောတဲ့အတိုင်းပါပဲဟိုဒီလိုမျိုးဖြစ်တာအခုလက်တလောကိုအနည်းဆုံးနမူနာကိုမြင်လဲမြင်နေရပြီပေါ့နော်ဟိုရန်ကုန်ဒီမန္တလေးတဲ့ပို့ပြီးတော့လူနေမှုကလည်းစိတ်လိုအဆောက်အုံဆောက်မှုကလည်းပို့ပြီးတော့စီကံမေ့ခဲ့တာတွေရှိခဲ့တဲ့ကာလတွေရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့အမှန်တမ်းအကြောက်ဖို့ကောင်းပါတယ်ဟိုရှင်းပြောရရင်မန္တလေးမှာမန္တလေးဒီကလေးမှာတောင်ကလန်းတာတည်ဆောက်အောင်ပဲဆိုရင်ရန်ကုန်ကတင်ကနန်းဖြစ်ပါပဲဒါကျွန်တော်က ပြောရင်တော့ပါဇက်ပုံနဲ့ပြောရလို့ပြောမယ်ဒါပေမဲ့တကယ်လက်တွေ့အမှန်အတိုင်းပဲဘောတော့ပြောတဲ့စကားတွေကအမှန်ပြောရင်စိတ်နာကြာကောင်းတယ်ဘောတော့တကယ်ဖြစ်နိုင်ကြည်ရှိပါတယ်ကျွန်တော်သတိကြီးတော်ကိုထားရမယ်ဆိုတော့ခြေခံကြာတော့တော့အဆောက်အုံပဲဘောတော့အဆောက်အုံဒီခိုင်ကမှုလို့တယ်အဆောက်အုံကခိုင်ကလားမခိုင်ကလားဆိုတော့ကိုကျွန်တော်နီလန်းလေးတွေရှိတယ်ဘောတော့ဘယ်လိုလဲဆိုပြီးသူစရာခဲ့ဆိုရင်တော့ကျွန်တော်တွေ့ခဲ့တာအဘကံဘောတော့ insurance လေးဘောတော့ insurance ရှိပါအိမ်ကိုကားမယ်ဘောတော့ ဝင်မယ်ဆိုလို့ရှိရင် engineer လောက်ရတော့မယ်တက်ဆိုင်ရာ engineer အဲလောက်မယ်ဆိုရင် engineer လောက်ဖို့အတွက်ကတက်ဆိုင်ရာငလေး engineer တွေစောင့် engineer တွေစစ်ဆေးရမယ်ငလေးအမခံလောက်ဖို့ဆိုရင်ဘယ်လောက်ဒီခိုင်ခံ့လဲဆိုတော့သူစစ်ဆေးပြီးတော့အမခံထားပါတာလင်ဒီအိမ်ကိုလူတွေကနေမယ်ကားမယ်ဝယ်မယ်ဆိုရင်ဒီနီလန်းနဲ့လုပ်လို့ရတယ်လို့မြင်တယ်ပေါ့ဒါအထူးဖြင့်တိုက်ဒီမှာတိုက်ခန်းဒီမှာနေတဲ့လူတွေအတွက်ပေါ့နော်အဲ့လိုလုပ်လိုက်လို့ရှိရင်ဒါထိရောက်နိုင်ဒီဒီဖြစ်သွားမယ်အဲ့ဆိုရင်သူတို့ကဒီတိုင်းနေရင်ကိုယ့်အိမ်ကိုကိုစစ်ဖို့ဆိုတော့ဝင်လေးတယ် အဲ့လိုအဘဂိုင်နဲ့လုပ်တဲ့အတွက်ကြောင့်ကုမ္ပဏီကဆက်မယ်ဆိုတော့သူတို့ကလက်ခံပါပေါ့နော်ဆက်တဲ့အခါမှာလည်း insurance ကကြောပဲသူဖြစ်တဲ့အတွက်ကြောင့်ဆက်တဲ့လူကိုစီကနေလက်ယူပြီးတော့လွတ်လပ်မှုနဲ့ pass ပေးပါမဟုတ်ဘူးတည်ကြတဲ့လူနဲ့ပဲစစ်ခိုင်းမယ်ပေါ့အဲ့ဒါဆိုရင်အဆောက်အုံဒီခိုင်ခဲ့တဲ့အဆောက်အုံသူဖြစ်နေမှုအတွက်ဒီရာခိုင်နှုန်းများတော့ရတယ်ပေါ့နော်တခါအဆောက်အုံပြီးတော့မှအဆောက်အုံထဲမှာနေတဲ့သူတွေကအသေးမွားတွေဖြစ်တဲ့ဒါပြုတ်ကြတာတွေပြက်ကြတာတွေကိုယ်အိမ်မှာ ဖြစ်လာပြီဆိုရင်နိုင်ငံကြီးဒါကြီးပေါ့ဘဝနိုင်ငံကြီးအကတ်လိုက်ပြူကြတာတွေဒါတွေကိုကာဝေဖို့အတွက်ကိုကိုယ်တိုင်လည်းစဉ်းစားရမယ်အဲ့ကြရင်တော့ဟိုလက်ဒီစိတ်သွားပြီပေါ့ကိုကိုယ်တိုင်ကပိုကိုယ်ပေါ်မှာပြုတ်ကြမယ်အဲကွန်းချီလာမိတိုင်းနေချီလာဗီဒီယိုကြီးလေးနိုင်လားနိုင်ငံကြီးလဲသွားနိုင်သလားဒါတွေကိုကြည့်ပြီးတော့မှဒါတွေကိုလည်းကြိုတင်မြင်စင်နေရမယ်အပြေရန်ကိုယ့်အိမ်ပါအရေးကြုံရင်ဘယ်လိုဖြစ်မလဲဆိုကျွန်တော်တို့ကြငငယ်လေးကအကျင့်ပါတော့တပိတ်ဆိုင်ထိုင်ရင်းနဲ့တော့ရောက်မှာဟိုမော့ကြည့်နေရပေါ့နော် ရင်ရေးကြုံရင်ဘယ်နေရာပြုတ်ကြလာမလဲဆိုတာရေကိုပဲကိုထွက်ပြေးရမလဲဆိုတာကိုဟောဒါကတတိလို့ခေါ်ပါတယ်ဒါဘုရားဟော အမဒိနာတမဒိထဆိုတာဘုရားအမြဲတမ်းဟောတဲ့ဟာဒါပဲတတိထားခြင်းဒီဘယ်တော့မမှားဘူးကြောက်တာမဟုတ်ဘူးဟလာကြောက်ကြောက်လန့်ထိတ်လန့်နေတာမဟုတ်ဘဲနဲ့ဒါကတတိကိုအမြဲထားတယ်ဆိုတဲ့သဘောပေါ့နော်ဟိုငလင်းတို့တော့မှန်တယ်မဟာပဒူအီမေကြီးကလှုပ်တဲ့ခါမှာဆရာကြီးရှိဦးတော်ရဲ့ဘုဟုငလင်းစောင်းမတွေအရလို့ပေါ့နော် အသေးအမှန်ငယ်တယ်ဘလောက်တက်တိရှိရသူပဲဖြစ်ဖြစ်တုံလုံးချောက်ချားကြတာပဲပေါ့နော်ကိုယ့်စီမှာနဲ့လောက်ပဲဖျားပဲခတ်တာဟိုမှာလှုပ်တဲ့လူဆိုဘလောက်များနေမလဲဆိုတော့စဉ်းစားတာကြည့်ပေါ့နော်အမှန်အကြောက်လန့်ပြီးတော့ shock ဖြစ်သွားတယ်ဘာလို့မှမသိအောင်ဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်လဲခံစားခံရတဲ့အခါမှာတတိထားတဲ့ဤတိုင်းကြီးလှုပ်နေကြတာတွေ့တယ်ပေါ့နော်အဲ့တော့နေကြတော့ကတော့မပြိုနိုင်ဘူးလို့ယုံကြည်ရတဲ့တန်ရအောင်ဘယ်တော့မှပဲကြိုက်ပြီးတော့နေတယ်ပေါ့နော်ရက်ပြီးတော့နေတယ်အဲ့လိုနေခဲ့တယ်ပေါ့နော် အဲ့တော့ကလေးနဲ့ပတ်သက်တဲ့အရေးကြုံလာရင်ဆောင်ရံ၆ခိုင်းနေဖြစ်ပါတယ်။အလားအဓိကတော့ခေါင်းကို꿰ထားရမယ်ခေါင်းကုံထားရမယ်ပြီးတော့တဏ္ဍာရီဝှေ့ပြီးတော့နေရမယ်ပြင်ပါနေရင်အထဲဥပြေးပွင့်နဲ့အထဲမှာနေရင်လည်းအပြေးဥပြေးမထွက်နဲ့ဘာလို့ထွက်တဲ့ဒီနေ့နေရာတွေမှာကြီးတဲ့ခြေကားတွေတကားကြီးပေါင်နေရပုံပြီးပြုတ်ကျနိုင်ကြီးများလို့ပေါ့နော်။ဟိုမှာနေပြီးတော့ဆိုရင်ဆောက်ထားတဲ့ကဒီဝင်တဲ့အရာတွေဆိုရင်ဝင်တဲ့အရာတွေကထပ်မြင့်ဒေတာတိုက်တွေငါးတာတိုက်တွေရဲ့ဂျားထဲမှာဆက်တဲ့တေကားတွေက အဲ့ဒီဆောက်ကလေးကကျွန်တော်ပြောပါတယ်ဒီဒီကားတွေကအနေအကြီးဆုံးပဲငလင်းလို့ရင်ထွက်မပြေးနဲ့ဒီအထူးဖြင့်ဒီဒီကားတွေကထွက်မပြေးနဲ့ပေါ့နော်တခြားကထွက်ပြေးပြီးဒီဒီကားကိုလောကကြီးဆိုင်ဆိုတဲ့အတိုင်းပဲအခုလေအဲ့ဒီဒီကားတွေပါပဲပြူတာအများကြီးရွေးတွေ့တယ်ဓာတ်ပုံတွေမှာတက်လာတဲ့အခါမှာဝင်တဲ့အရာတွေကတော့ထိခိုက်တာလည်းတွေ့ရတယ်သူတို့တွေအသေးပြောက်တွေကခုထိမတက်လာသေးတာလေရောဖုံးဖိထားတာတွေရောကြောင့်သာဖြစ်နေတာပေါ့တကယ်တော့နေပြီးတော့မှတော့အသေးဆုံးကနေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ရန်ကုန်လည်းအလားတူပဲပို့ပြီးဆိုရင်နေရာတွေရှိတယ် ခုနကျွန်တော်ပြောတဲ့ insurance ပေါ့နော် risk transfer လို့ခေါ်တာပေါ့နော်ဘေးအန္တရာယ်ကိုတွဲပြောင်းပေးလိုက်တဲ့နီလာမျိုးကအကောင်းပေါ်နဲ့နီလာပေါ့အစိုးရတရားအုပ်ချုပ်မှုအတွက်ကအစိုးရကနေဒါအိမ်တွေကိုလိုက်စစ်မယ်ဆိုရင်တေချာပေါ့လက်ပြီးလက်ယူနေ corruption နေဖြစ်ပဲပေါ့နော်ဟိုအခုတော့ဟိုဒါကျွန်တော်2014 14လက်ကွန်ကထုတ်ခဲ့တဲ့ဒီ design ပေါ့ဒီနန်းနန်းဝီးပြီးတာအဲဖွဲ့ဖွဲ့စည်းရဲ့ MMY မှာထုတ်ခဲ့တဲ့ design ပေါ့ပြပါမှာလဲနောက်ဆုံးမှအဲ့ဒါရေးထားပါတယ်ဘာလဲဆိုတော့ corrupted ဖြစ်တဲ့ country စီ corrupted ဖြစ်တဲ့ government တွေမှာလက်ပို့ပြီးတော့ဒီဟာခံရတယ်ပေါ့နော်အခုတော့တိပြချသာမှုဆိုတာကဖြစ်တဲ့အစိုးရတော်မဟုတ်တော့ဘူးပေါ့နော်သူတို့ကိုယ်တိုင်ကကိုယ်တိုင်အဲ့လိုလူတွေရွေးပေါင်းထားတဲ့နေရာဖြစ်နေတဲ့အခါကျတော့ပို့ပြီးအနေရတဲ့ကြီးပါတယ်ကျွန်တော်စိတ်တက်ပူစရာလည်းအမှန်တန်လည်းကောင်းတယ်ရန်ကုန်ဒီအမှန်တမ်းမှအစိုးရရတဲ့နေရာဖြစ်တော့ကျတော့ကိုယ်တော့တတိသားပြင်ဆင်တည်တယ်လို့မြင်ပါတယ်